င်္ဂလာပါခင်ဗျာမြမခမီဒီယာကကြိုဆိုပါရစေတပတ်တွင်းဖြစ်ပေါ်နေတဲ့သတင်းတွေကထူးခြားတဲ့သတင်းတွေကိုမြမခမီဒီယာကရေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့မိုင်မီဖွဲ့စည်းရဲ့ရွေးရှားစာသင်စနစ်ဖြစ်တဲ့ Mobile Education အကြောင်းကမ္ဘာ့ဘဏ်ကမြန်မာနိုင်ငံဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တွေအတွက်အမေရိကန်ဒေါ်လာတန်းတန်းကူညီမယ်ဆိုတဲ့အကြောင်းရခိုင်ပြည်ပခဖြစ်စဉ်များအပေါ်ဝေဖန်တုံ့တက်ထားတဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့သတင်းစာရှင်းလင်းပွဲအကြောင်းနဲ့ ရခိုင်ကချင်နဲ့မိထီလာဒေသတွေမှာရှိတဲ့ကလေးငယ်တွေပညာရေးအတွက်လူရမ်းမှုရွေးပြီးပြုလုပ်ခဲ့တဲ့ဓာတ်ပုံပညာရှင်ကိုနေလာမင်းရဲ့ဓာတ်ပုံပြပွဲအကြောင်းစတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျန်းကိုလာရောက်ပညာမသင်ကျမ်းနိုင်တဲ့ကလေးငယ်တွေအတွက်ရည်ရွယ်ပြီးရွေးရှားစာသင်စနစ်ကိုကောင်တယ်ဖော်ခဲ့တာပါလို့မြန်မာမိုဘိုင်း Education Project ရဲ့ဌာနေဒါရိုက်တာဒေါက်တာစင်ထိုက်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ရာယကာနဲ့မှပြုလုပ်ခဲ့တဲ့ရွေးချယ်ပညာသင်ကြားရေးစီမံကိန်းတရင်းဆောင်ရှင်းလင်းပွဲမှာဒုစင်စင်ထိုက်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။အခုလက်ရှိမှာတော့ရွေးချယ်စာသင်စနစ်ကိုရန်ကုန်မြို့မှာရှိတဲ့ Lucky 7လက်ဖက်ရည်ဆိုင်ကကလင်းငယ်တွေနဲ့စတင်နေပြီဖြစ်တယ်လို့သိရပါတယ်။မြန်မာမူဝဲ Education Project အနေနဲ့ကျောင်းစာသင်ခန်းတွေစီကိုတွားရောက်ပညာမသင်ကြားနိုင်တဲ့နေရာအနှံပြားကကလင်းငယ်တွေစီကိုတွားရောက်ပညာသင်ကြားပေးနိုင်ဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တွေအတွက်ကမ္ဘာ့ဘဏ်ကအမေရိကန်ဒေါ်လာတန်းတထောင်ကူညီပေးသွားမယ်လို့ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဂျင်ညွန်ခန်ကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ဇန်နဝါရီလ29ရက်နေ့နေပြည်တော်ရှိ MCC ခန်းမမှာကျင်းပခဲ့တဲ့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှာကမ္ဘာ့ဘဏ်ဥက္ကဋ္ဌကအခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ဒီတွေ့ဆုံပွဲဟာပြည်ရင်းပြည်ပအမေဖက်အဖွဲ့အစည်းတွေအပါအဝင်အခြားအဖွဲ့အစည်းတွေပါပါဝင်ဆွေးနွေးခဲ့ကြတဲ့ပွဲဖြစ်လို့မြန်မာနိုင်ငံဖွံ့ဖြိုးမှုအတွက်များစွာအထောက်အကူပြုရတဲ့အကြောင်း မြန်မာနိုင်ငံအစိုးရအနေနဲ့ဒီမိုကရေစီအတည်ပြုနေကိုပြည်သူတွေအတွက်ဆောင်ရွက်ပေးနေတာကြောင့်အခုလက်ရှိတာမကနာဂတ်မှာလည်းမြန်မာနိုင်ငံအပေါ်မှာခိုင်မာတဲ့မိဖွဲ့ဖွဲ့စည်းတစ်ခုအနေနဲ့ရည်တည်သွားမှာဖြစ်တယ်လို့ကမ္ဘာ့ဥက္ကဋ္ဌကအခုလိုပြောဆိုခဲ့ပါတယ်။ဒီတွေ့ဆုံပွဲကိုနိုင်ငံတော်သမ္မတဦးသိန်းစိန်ဒုတိယသမ္မတကဒေါက်တာဆိုင်မောက်ခန့်နဲ့ဝန်ကြီးများကမ္ဘာ့ဥက္ကဋ္ဌကျဉ်ညွန်ခန့်နဲ့ဖွံ့ဖြိုးတိုးတက်မှုမိဖွဲ့အဖွဲ့စည်းများနိုင်ငံရေးပါတီတွေနဲ့အရက်ဖက်အဖွဲ့စည်းတွေတက်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။ ခိုင်ပြည်နယ်အတွင်းပြည်ပခဖြစ်ပွားရာဒေသတွေမှာနေထိုင်တဲ့ရခိုင်တိုင်းရင်းသားတွေဟာ NGO အဖွဲ့အစည်းတွေနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့မီဒီယာတွေအပေါ်မှာယုံကြည်မှုကင်းမဲ့လာပြီးကြောက်ရွံ့လာတယ်လို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကရာဦးရေးတောင်ကပြောကြားခဲ့ပါတယ်။ဇန်နဝါရီလ29ရက်နေ့ကကဖေး47မှာပြုလုပ်ခဲ့တဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သတင်းစာရှင်းလင်းပွဲမှာခုလိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့သတင်းတွေအပေါ်မဟုတ်မမှန်သတင်းတွေဖော်ပြခဲ့ခြင်းဟာပြည်ပခါကိုပုံမှန်ကြီးထွားစေတဲ့အကြောင်းနဲ့ ခုဆိုရင်ရခိုင်တိုင်းရင်းသားတွေဟာမြစ်တီအဖွဲ့အစည်းကိုမစိုးယုံကြည်မှုကင်းမဲ့လာကြတယ်လို့ဦးရဲတောင်ကပြောလာပါတယ်။ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့တဲ့ပြည်ပခန့်တွေကြောင့်နေနာဆုံးချုံမှုတွေရှိခဲ့ပေမဲ့လည်းအစိုးရအနေနဲ့အမှုမှန်ပေါ်အောင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့တဲ့အကြောင်းနဲ့စေတနာမှန်ကန်တဲ့နိုင်ငံတကာအဖွဲ့အစည်းတွေလိုအပ်နေတယ်လို့ရခိုင်ဒေသခံတွေကပြောဆိုလာကြပါတယ်။ဒီဘက်တွင်ဖြစ်ပေါ်နေတဲ့သတင်းတွေကထူးခြားတဲ့သတင်းတွေကိုတိဆက်ပေးတော့တာဖြစ်ပါတယ်။ မြမခမီဒီယာကအပတ်စဉ်အခုလိုထူးခြားတဲ့သတင်းလေးတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တီရဆိုပါ